ဒီနေ့မြန်မာရွှေဈေးကအတက်ဈေးနဲ့ရှိနေပြီးတော့မြန်မာငွေဈေးတွေကတော့ညနေမှာအတက်ကြမရှိပါဘူး။အားလုံးပဲမင်္ဂလာပါစိတ်ချမ်းသာခြင်းကိုကြံပါခြင်းနဲ့ပြည့်စုံနိုင်ကြပါစေ။ဒီနေ့က12ရက်နေ့17လပိုင်း2025ခုနှစ်လက်ရှိကျွန်တော်ပြောနေတဲ့ချိန်ဟာထိုင်းစံတော်ချိန်ညနေ9:30မိနစ်ရှိနေပါပြီ။မြန်မာရွှေက15ပဲရေတရသားကို83သိန်း3000 ဆက်ကြောက်ပဲရတာကိုဆိုင်ကရောင်းတဲ့ဈေးက88သိန်း3တောင်ဆိုင်ကလက်ခံတဲ့ဈေးက86သိန်း3တောင်စနစ်တင်ပြီးလင်းရွှေတရတာကို85သိန်း9တောင်အချင်းကျွန်တော်ပြောနေတဲ့ရွှေဈေးတွေကနေရာဒေသလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်တယ်လို့ဈေးနှုန်းနဲ့ငွေကွာခြားမှုလည်းရှိနိုင်ပါတယ်ဒေါ်လာနဲ့မြန်မာကျပ်ငွေဈေးနှုန်းတွေကဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းတဲ့ဈေးက480ဆိုင်ကလက်ခံတဲ့ဈေးက3980ယူရိုငွေယူရိုကိုမြန်မာကျပ်ငွေ4820စင်ကာပူငွေဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းတဲ့ဈေးက3135ကျပ်ဆိုင်ကလက်ခံတဲ့ဈေးက3000 55ကျပ်တရုတ်ငွေတရုတ်ငွေမှာချက်ငွေ953ကျပ် ဩစတြေးလျဝင်ဒေါ်လာကိုမြန်မာကျပ်ငွေ2660ဒိုင်းမန်ဒမြန်မာကျပ်ငွေဈေးနှုန်းတွေကဘက်ပေးကျပ်ယူသမားတွေကဘက်ငွေ815ဘက်ကိုမြန်မာကျပ်ငွေတသိန်းပြည်ပေးဘက်ယူသမားတွေကကျပ်တသိန်းကိုဘက်ငွေ995ဘက်မလေးငွေ103.3ကိုမြန်မာကျပ်ငွေတသိန်းဂျပန်ငွေ3895.96ကိုမြန်မာကျပ်ငွေတသိန်းကိုရီးယားငွေ36900.36ကိုမြန်မာကျပ်ငွေတသိန်းအိန္ဒိယငွေ2168.92ကိုမြန်မာကျပ်ငွေတသိန်းလက်ရှိကျွန်တော်ပြောနေတဲ့ငွေဈေးတွေကနေရာတွေသားလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်သလိုဈေးနှုန်းနှင်းငယ်ကွာချားမှု လည်းရှိနိုင်ပါတယ်။မိတို့အနေနဲ့ငွေလွှဲတော်မယ်ငွေလဲလဲလုပ်တော်မယ်ဆိုရင်ဝန်ဆောင်ကပေးတဲ့သူရှိကိုရင်ပုံဆက်ပြီးမှာပဲ။ငွေလဲလဲလုပ်ကြပါလို့ကျွန်တော်ကကြံပြုချင်ပါတယ်။ဒီနေ့ထိုင်းစံတော်ရဲ့ည၄နာရီမှာကမ္ဘာရွှေသေးကိုအလုတ်ကပ်ဖြစ်စေနိုင်တဲ့သတင်းတစ်ပုဒ်ရှိပါတယ်။လက်ရှိအမေရိကန်နိုင်ငံမှာအစိုးရရုံးတွေပိတ်ထားတာရှိပါတယ်။အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒီနေ့ထိုင်းစံတော်ချင်းမနေ့၄နာရီမှာရုံးတွေပြန်ပြီးတော့ဖွင့်မဖွင့်ကိုဒီနေ့ဆုံးဖြတ်ချက်ချမှာဖြစ်ပါတယ်။ အဲ့ဒီတဲ့နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီဘွားရွှေသေးကအတက်ကျဖြစ်စေနိုင်ပါတယ်။အဲ့တော့ဒီညမှာတော့ရွှေသေးတွေတက်ကျဖြစ်မလားဆိုတာကိုကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်ပါတယ်။ဒီမှာရွှေသေးငွေသေးတွေကိုမြန်မြန်တင်ပေးပါရစေ။အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြမ်းမာခြင်းနဲ့ပြည့်စုံပြီးအနေနဲ့ကိလို့ဘေးရှင်နိုင်ကြပါစေ။